အာဝင်လာပါဗျာ good morning ပေါ့အာတပားလို့ခေါ်တိုင်းပုပ်ကိုလို့ပြောလို့မရပုပ်ကိုဆိုတော့ပါဇင်ဗျာပုပ်ဆိုပုပ်ကိုဆိုတော့ပါဇင်အသွေးအသားအရိုးနဲ့ပြည့်စုံမှာပုပ်ကိုလို့ခေါ်လို့ရတယ်အဲ့ပါဇင်ပါဇင်ဆိုတော့တွေ့ထိဖျံရလို့ရတယ် physical body ရှိရတယ်အဲ့ဒါကိုပုပ်ကိုလို့ခေါ်တယ်ပါလို့ခေါ်တိုင်းကျွန်တော်တို့ပုပ်ပါဇင်လို့ပြောလို့မရအောင်ပါဇင်ဆိုရလူပုပ်ကိုမှာပါဇင်လို့ပြောလို့ရဥပမာဗျာ အာရှင်ဟောခရဝေမောအရှင်ဟောကဩဝါဒစာပထမဆောင်ပေါ့နော်သူတို့ပြောပြောနေတာဟောအဲ့ဒါတွေကိုထောက်ထောက်ပြပြီးပုံပုံသုံးမှရှိတယ်ပြောပြောနေတာရှင်ဟောဩဝါဒစာပထမဆောင်အခန်းကြီးဟုတ်လားဟိုနေ့မှာပေါ့နော်အခန်းကြီး9ပေါ့ဗျာအငယ်6ခွန်8လောက်မှာအဲတတိကံဟူမူကဝိညာဉ်တော်သည်တမာတရားဖြစ်လက်တတိကံလေဆိုတာတတိကံဟူမူကဝိညာဉ်တော်သည်တမာတရားဖြစ်လက်တတိကံလေအဲ့ဒါ witness witness ဆိုတာက တသက်ခံလဲဆိုတာဝိညာဉ်တော်ဆိုတာကပါလဲဆိုတော့အဲဝိညာဉ်သုံးလေးမျိုးမရှိဘူးမနိုတီစင်ဖြစ်တဲ့အတဲဝိညာဉ်တော်လို့ပြောလိုက်တာ ਨੇ အဲ့ဒါဘုရားသခင်ပဲနာဝိညာဉ်နော်အဲ့နာဝိညာဉ်ဟာဝိညာဉ်တော်ဒီတမာတရားဖြစ်တယ်တမာတရားဆိုတာယေရှုအဲ့ဒါ what began flesh ကိုပြောတာအဲ့ what began flesh process ကိုရေးတာပြောတာဒီလားရှင်ဟောခရုံးပဲတခါလုံးရှင်ယောဟန်ရေးသားထားတဲ့စာတွေအားလုံးဟာ ဝတ်ဘီဂန်ဖလက်ရှ်ကိုပဲပေါ်တာလူစာဒီခံယူလာတယ်နှုတ်ကပတ်တော်ယေဟောဝါယာဝေခံတာအဲ့ဒါကိုပါဇန်လို့ခေါ်တယ်အဲ့ဒါအယိုးသားအသွေးနဲ့ပြည့်စုံတာဒါမှမဟုတ်နံဝိညာဉ်ဘုရားသခင်ကဘယ်သူမှမမြင်စဘူးမြင်လို့လည်းမရအောင်ဘာလို့ဆိုတော့ तू other dimension မှာရှိတာ creation ဆိုတဲ့အဲသူတို့ position ရဲ့ရဲ့ dimension ခေါ်တယ်အဲ့ဒီ dimension မှာရှိတဲ့အတွက်ဖန်ဆင်းခံတဲ့လူရဲ့မျက်စိကအဲ့ဒီဖန်ဆင်းတဲ့ ရှင်ရဲ့ dimension ကိုမမြင်အောင်မြင်တွေ့ခွင့်မရှိဘူးအအလင်းတန်းလို့ပေါ့နော်ကျွန်တော်တို့ဟို alpha ရောင်ကြီး gamma ရောင်ကြီးဟဲ့လားရောင်ကြီးတန်းတွေကိုကျွန်တော်မြင်လို့မရအောင်အလင်းကိုပဲမြင်လို့ရတယ်အဲ့အလင်းနဲ့ဒီနေရောင်ကြီးရဲ့အထဲမှာပါလာတဲ့ rays တွေနော် x-ray bari gamma alpha beta အဲ့လိုရောင်ကြီးတွေအများကြီးရှိတယ်အဲ့ဒါတွေကိုမြင်ခွင့်မရအောင်အဲ့ဒီထက်မြင်တယ် ဘုရားသခင်ဟာအဲ့တော့ဖန်ဆင်းရှင်အဲ့ဒါတွေကိုဖန်ဆင်းတဲ့ဖန်ဆင်းရှင်ရဲ့ dimension ကိုကျွန်တော်တို့မြင်လို့မြောက်ဘုရားသခင်ဟာလူမဟုတ်ဘူးလို့ကျမ်းစာထဲမှာအချင်းချင်းပြောတယ်ငါဘုရားသခင်ဖြစ်တယ်လူမဟုတ်ဘူးသင်တို့ကလူရဲ့သို့သေရမယ်လူရဲ့သို့ပဲနော်ဖန်ဆင်းခံရတာဖြစ်တဲ့အတွက်ကြောင့်အဲ့ဒါမို့နှုတ်ကပတ်တော်ဟာတမာတရားဖြစ်ပြီးသက်သေခံတယ်ဆိုတာဘာကိုပြောဝိညာဉ်တော်ဒီတမာတရားဖြစ်ပြီးသက်သေခံတယ် what we confess လို့ပြောတာ ဲ့မှာရေတပါအသွေးတပါတက်တိကံ၃ပါးရှိတယ်ဆိုတာဘာကိုပြောတာလဲဆိုတော့အဲ့ဒီဟာကျွန်တော်တို့ဟိုတင်းပေါ့နော်ဒီတက်တိကံ၃ပါးဆိုတာ witness ကိုပြောတာနော်အဲ့ဒါကိုသူတို့ထောက်ထောက်ပြီးတော့ပြောနေတာဟောဗျာရေတပါအသွေးတပါအဲတက်တိကံ၃ပါးရှိဥပမာအဲအသွေးအပြင်လောက်ကြွားလာတယ်မို့လို့တက်တိကံဟိုမှာဝင်းကျင်တော်ဒီတမာတရားဖြစ်လက်တက်တိကံအဲ word begin flash ကိုပြောတာရှင်ဟောခရုံအခန်းကြီး1အငယ်14ကိုပြောတာဖြစ်တယ်နော် တို့ပြည်ကောင်းခင်ပုံနိုင်ခမီးတော်တပါတပါလို့ပြောတယ်ပါစင်လို့ပြောခမီးတော်ဆိုနာဝင်းကြီးနာဝင်းကြီးဘလို့လို့ပါစင်လို့ပြောပဲတွေ့ဒီဖန်ရံကင်တွေလို့မရအောင်အယိုးအသားအသွေးနဲ့မရှိဘူးမရှိတဲ့အခါကြီးကိုတော်ပြောမမြင်ရတဲ့ဟာ another dimension မှာရှိတယ်ဖန်စင်ဖန်စင်ဖန်စင်ရှင်ရဲ့ dimension ကိုဖန်စင်ခံတဲ့အဲသူကမမြင်အောင်မမြင်အောင်ဥပမာ TV လူကဖန်စင်လာတဲ့ TV ကို တီဗီကိုလူဘယ်လိုပြန်မြင်မလဲအဲ့လိုပဲကျွန်တော်တို့ကဖန်ဆင်းကအိုးမြေအဲ့ဒီအိုးမြေကအိုးအိုးထင်းကိုဘယ်လိုလိုပြန်မြင်နိုင်မလဲအဲ့ဒါကမမြင်နိုင်တဲ့ dimension မှာရှိတယ်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့ကအဲ့ဒါကိုပါဇင်လို့ပြောလို့မရဘူးနော်အရှင်ရောအခရုံရဲ့အခန်းကြီးအရှင်ရောအောဝါဒစာပထမဆုံးအခန်းကြီးငါအငဲ6ခု8ပို့တော့အဲ့ဒါကိုသူတို့ကတက်တေကံဟူမူကဝိညာဉ်တော်ဒီတမာရီအဖြစ်လက်တက်ခဲ့တက်တေကံလေအဲ့ဒါ what become flash ကိုပြောတာနော် dimension ပြောင်းလာဘာလို့ dimension ပြောင်းလာမမြင်ရတဲ့နံဝိညာဉ် dimension တော့ခမဲတော်ဆိုတဲ့နံဝိညာဉ်ရတဲ့ dimension အဲ့ခမဲတော်ပုံကူတပါသီးခြားအဖြစ်ပြောလို့မရလူမဟုတ်ဘူးဖယားဖယားဖြစ်တဲ့အတွက်လူလို့မျက်စိနဲ့ဘာနဲ့ဘာနဲ့ဆိုအဲ့လေးတောင်အဝိုင်း3ကန်ဟလာဘဟုကန်ဟမ် hexagonal polygon ဒီလိုမျိုးပြောလို့မရဘူးဖယားသခင်ကပုံသဏ္ဍာန်ကိုကိုပြောလို့မရဘူးလူကအဲ့ဒီအတွက်ပုံသဏ္ဍာန်နဲ့ ထင်ရှားလာပြီ manifest လုပ်လာပြီဆိုအယိုးသားအသွေးနဲ့ပြည့်စုံပြီဆိုအဲ့ဒါယေရှုခရစ်တော်အဲ့ဒါ1%ပဲဖြစ်တယ်အဲ့ဒါကြောင့် monotheism လို့ပြောတာနော်အဲ့တတိကံဟိုမူကဝိညာဉ်တော်ဒီတမန်တော်ဖြစ်တတိကံတို့ဖြစ်ရင်ကောင်းကင်ပုံနဲ့ခမည်းတော်တစ်ပါးဆိုခမည်းတော်တစ်ပါးဆိုဟာခမည်းတော်ကြီးတစ်ပါးတတ်တတ်လူပုဂ္ဂိုလ်ကြီးတို့နှာခေါင်းနဲ့လက်နှစ်ဖက်ခြေနှစ်ဖက်နဲ့ဟဲ့လားဟမ်အဲ၂ရက်နှစ်ခုနဲ့မျက်စိနှလုံးနဲ့ဒီလိုမဟုတ်ဘူးဒီလိုသွားပြောလို့မရဘူးအဲ့ဒီခမီးတော်ကိုကျွန်တော်တို့မြင်လို့မရဘူး မြင်တွေ့ခွင့်ကိုမရှိဘူးနော်အဲ့ခမီးကောင်းကင်ဘုံလိုက်တဲ့ကောင်းကင်ဘုံလိုက်ခမီးတော်တော်ပါနှုတ်ကပတ်တော်တော်ပါအတဘာလို့ပြောတယ်ပါရှင်မဟုတ်နှုတ်ကပတ်တော်လူမမဟုတ်တာနှုတ်ကပတ်တော်ကဘုရားသခင်အဲ့ဘုရားသခင်ကအဲ့ dimension ကိုကျွန်တော်တို့ပြောလို့မရဘူးလူကဲ့သို့လို့သွားပြောရဲအဲ့ဒါခမရအင်မတန်ယေဟောဝါလို့တော့ဂျူးတွေအားလေဘုရားနာမည်ကိုပြောလို့မပြောရဲဘူးရှေးရှေးရှေးကိုဂျူးတွေဘုရားနာမည်ကိုအလွယ်သုံးစားလုပ်ခွင့်မရှိဘူး အကြောင်းမဲ့ဖရားကိုယေဟောဝါယေဟောဝါနဲ့ YHWH ခေါ်ခွင့်မရှိဘူး Elohim လို့ပါတော့အဲ့မှာအပြစ်ကြီးတယ်သူတို့နော်အဲ့တော့လူမျက်စိနဲ့မြင်လို့မရအောင်နော်အဲ့တော့ကောင်းငင်ပုံနိုင်တဲ့ခမည်းတော်တော်ပါနှုတ်ကပတ်တော်တော်ပါတန်ရှင်းသောဝိညာဉ်တော်တော်ပါတန်ရှင်းသောဝိညာဉ်တော်ကဝိညာဉ်ဖြစ်တယ်အဲ့ဒါဘာလဲဆိုနံဝိညာဉ်ပဲဖြစ်တယ်ဒါကြောင့်မို့အဲ့ဒီသက်သေကံ၃ပါးဆိုတော့ person မဟုတ်ဘူးအဲ့ဒီသက်သေကံ၃ပါးဘာဖြစ်လဲ တတိယံ၃ပါးရှိတယ်ထို၃ပါးလို့တလုံးတော့ရတယ်ပြောတယ်1မဲ့အဲ့ဒီ1မဲ့ဖြစ်တယ်အဲ့ဒါခွဲလို့လည်းမရဘူးငကူတွေကလည်းသီးခြားစီ၃ပါးမရှိဘူးသီးခြားစီ၃ပါးမရှိပုပ်ကို၃ပါးကိုမရှိဘူးပုပ်ကို၃ပါးလို့ပြောတဲ့ကောင်အားလုံးက go to the hell ငရဲသွားမှာအဲ့ဒါဖရဲဘွား politician politician ဟာ hinduism ကာဗျာဖြစ်တယ်ဒါမှမဟုတ်ဂျူးကလက်ကိုမခံဘူးဂျူးကအဲ့ဒီဖရဲဘွားလို့ပြောတော့လက်ကိုမခံဘူးလက်ကိုမခံဘူးအေမိုနိုသီဇင်ဆိုရင်သူတို့လက်ခံဖို့ သူတို့ရှိတယ်ခမရတို့ဒီလိုဖေးဖေးဘွားသုံးကားပေါင်းမိုးလင်း၃ပါ၃ပါတစု၃ကားပေါင်းမိုးလင်းပြောနေတယ်ဂျူးကလက်မခံဂျူးကမိုးနိုဒီစင်ပဲဖယားကိုတွေးခွင့်ကိုမရှိဘူးတွေးပြီဆိုရင်အဲ့ဒါယေရှုပဲတွေးထိဖယားလို့ရပြီဆိုရင်ယေရှုပဲနှုတ်ကပတ်တော်နှုတ်ကပတ်တော်ကတွေးခွင့်ကင်ခွင့်မရှိဘူးအဲအဲ့ဒီနှုတ်ကပတ်တော်ကထင်ရှားလာပြီလူစားတိခိုင်ဘူးလာပြီအယောသားအတွင်းနဲ့ပြည့်စုံပြီဆိုရင်အဲ့ဒါပါဇန်ဖြစ်လာတယ်အဲ့ဒါယေရှုပဲ နော်တန်ရှင်းသောဝိညာဉ်တန်ရှင်းသောဝိညာဉ်ကိုတွေ့ထိခွင့်မရှိဘူးတန်ရှင်းသောဝိညာဉ်တော့အတန်ဟဲ့လားအမီမီရှာကဲသို့ဟဲ့လားမိုးတိမ်ကဲသို့အမီကဲသို့အကသူရှိချောင်းကိုထင်ရှားပေါ်ပြတယ်ဒါပေမဲ့လူပုပ်ကိုလိုအယိုးအသားအသွေးနှကောင်းနဲ့မျက်လုံးနဲ့မျက်စိနဲ့အဲ့လိုပေါ်လာပြီဆိုအဲ့တန်ရှင်းသောဝိညာဉ်လောယေရှုပဲဖြစ်တယ်ဒါကြောင့်လို့ one လို့ပြောတာမိုနိုဒီဇင်လို့ပြောတာဒါကြောင့်လို့တတိကတုံးပါဆိုတာအဲ့ဒါရှင်ဟောဩရစာအခက် ဩဝါဒတာပထမဆုံးအခန်းကြီး9ပေါ့နော်အဲ့ဒါထောက်ပြီးတော့တပိကံ3ပါးရှိတယ်ဒါမိုနိုတီဇင်ကိုဖြတ်ပြီးတော့ဒါကြောင့်မို့လို့ဂျူးကလက်ကိုမခံဘူးဘာလို့ဖခင်ဘွားကိုလက်မခံဘူး Christianity is monotheism နော်ယေဒီခရိယန်ပါတာတစုတပါးဒီတော့ဖခင်ဟောတာကိုးကွယ်တာဖြစ်တယ်အဲ့ဒါကိုပုံကိုသုံးမှာဖရားသုံးစုသုံးကားပေါင်းမိုးလင်းလုံးနေတဲ့ခွေးတောင်သားတွေအဲမြန်မာနိုင်ငံမှာ68ရာခိုင်နှုန်းအဲတရားဟောတဲ့ဂုရုတွေ ်။ကျမ်းစာအကြောင်းကပေါင်မောက်ခတွေပေါင်မောက်ခကျုပ်တွေအဲ့ဒီသုံးပုဂ္ဂိုလ်သုံးပါဘုရားသုံးစုပုဂ္ဂိုလ်အဲဖယဘွားလုံနေတဲ့ကောင်တွေအားလုံးဂိုးဒုသဟငရဲသွားလက်ကိုမခအောင်ငါ့ကိုသခင်သခင်ဟုထောင်းရင်ကောင်းဝေးနေကောင်ရော။ဟာထာဝရအသက်ဟူကမှန်သောဘုရားသခင်တဆူမိုနိုတိဇင်ကိုတို့တော့မာကုစနစ်အငယ်29မှာဦးဦးဣတိလာမျိုးတင်းတို့ဖျားခင်ထားဝဲဖျားတပါးရှိတယ် ပါဆိုပါစင်ဆိုရင်ဝမ်းမယ်အဲ့ဒါယေရှုပဲတပါးတည်းရှိတယ်ဘာကြောင့်ပြောတာလဲသူဟာခရစ်တော်ခရစ်တော်ဆိုတာအဲ့ဒါလူစားကြီးခံရတာနှုတ်ကပတ်တော်ယေဟောဝါယာဝေခံတာအဲ့ဒါ body of christ ဖြစ်တယ် god bless you တလောက်ပဲနော်